ယူတူကမဲဆွေညီကိုတွေအားလုံးမင်္ဂလာပါ။အနေညာတော့ရှင်ပြန်သွားတဲ့ချန်ပီယံလိပွဲစဉ်၉ပွဲစလုံးမှာတော့ဂိုးပေါ်တွေကြီးပဲ၉ပွဲစလုံးတော့အောင်မြင်မှုရရှိခဲ့တဲ့ပွဲစဉ်တွေဖြစ်တာကြောင့်ဂိုးပေါ်ထိုးပွဲအကြိုက်တွေ့တဲ့ထိုးသားတွေအတွက်တော့အင်မတန်ကိုလက်ပလွန်တဲ့နိုင်ပွဲတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ချန်ပီယံလိညာကျန်းနဲ့ဖြစ်ပါတယ်။ဒီနေ့မှာရှင်ပြန်သွားမဲ့ယူပါလိပွဲစဉ်၁၈ပွဲကတော့ချန်ပီယံလိတုံးကပွဲစဉ်တွေကိုတော့ ဖြစ်လာဖို့မလဲကူနိုင်တဲ့ပွဲစဉ်အများဆုံးကို တွေ့ရတာကြောင့်မိတ်ဆွေတို့ဘက်ကတတိသားစဉ်းစားပြီးဆော့ဖို့ကိုကျွန်တော်မှအကြံပေးခြင်းပါတယ်ဒီနေ့မှာရှင်ပြိုင်သွားမဲ့ယူပါလိပွဲစဉ်တွေထဲကနှစ်နာရီခွဲမှရှင်ပြိုင်သွားမဲ့ပွဲစဉ်၃ပွဲကိုကျွန်တော်မှရွေးချယ်သုံးသပ်ပေးသွားမှာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်၃ပွဲကတော့ဗီတိုဒီယာပယ်ဆန်နဲ့ဖလိုင်းဘက်ပါနာတီနန်ကောနဲ့စတန်ဂလက် နောက်ထပ်တပွဲကတော့ကပတာစီပတာနဲ့ SCSB အတင်းတို့ဤပွဲတင်၃ပွဲကိုကျွန်တော်မှရွေးချယ်သုံးသပ်ပေးသွားမှာဖြစ်ပြီးတော့ကျွန်တော်ရဲ့ YouTube channel ကို subscribe မလုပ်ရသေးတဲ့မိတ်ဆွေညီကိုများချင်ရင် subscribe လုပ်သားပါကျွန်တော်ဗီဒီယိုတင်တိုင်းမိတ်ဆွေတို့အလွယ်တကူသိရှိသွားနိုင်မှာဖြစ်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုကိုပြီးဆုံးအောင်ကြည့်မယ်ဆိုရင်တော့မိတ်ဆွေတို့အတွက်အကျိုးအမြတ်များစွာရရှိနိုင်မှာလည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကို ဓမ္မတရားတစ်ချက်စီနှိပ်ပြီးတော့ကျွန်တော်ကို support ပေးလို့ရပါတယ် like and share လေးလုပ်ပေးလို့ရတဲ့မိတ်ဆွေညီကိုများချင်းရင်ကျွန်တော်ကိုလုပ်ပေးခြင်းဖြင့်ကူညီပေးလို့ရပါတယ်ကျွန်တော်ရဲ့ Telegram channel ကိုမိတ်ဆွေတို့မ join ရသေးဘူးဆိုရင် join ထားပါ Telegram channel မှာကျွန်တော်တကွဲကောင်းတွေရွေးချယ်ပေးနေပြီးတော့မနေ့ကကျွန်တော် Chevy United body ကိုကျွန်တော်ရွေးချယ်ပေးခဲ့ပါတယ်အစဉ်ပြေနိုင်ပွဲရရှိခဲ့ဆိုလဲကျွန်တော် fan တွေနဲ့ကျွန်တော် under production မိပြီးတော့ မောင်တွဲတွေကိုလည်းကျွန်တော်ဒီနေ့မှရွေးချယ်ပေးသွားမှာဖြစ်ပြီးတော့ဘိုက်ဘာမောင်ကလူးမှာလည်းကျွန်တော်ဒီနေ့မှမောင်အောင်မြင်မှုရရှိအောင်ရွေးချယ်ပေးမှာဖြစ်ပြီးတော့ဝင်ကျင်တဲ့မိတ်ဆွေညီကိုအများကြီးရင်ကျွန်တော်ရဲ့ဘိုက်ဘာဖုန်းနံပါတ်ကိုကိုယ်တိုင်ဓာတ်ရိုက်ဆက်သွယ်ပြီးတော့မိတ်ဆွေတို့လာရောက်ဝင်နိုင်ပါတယ်။တလကိုတပေါင်းသားမိတ်ဆွေတို့ကြားတက်မှာဖြစ်ပြီးတော့ဒီနေ့မှလည်းကျွန်တော်ရဲ့ VIP တရောင်းပွဲထွက်ရှိထားတာကြောင့်လက်ကြီးဖိုက်တာကစားတဲ့မိတ်ဆွေညီကိုအများကြီးရင်လာရောက်ဆက်သွယ်မြင်မြန်ပြီးတော့ဝယ်ယူနိုင်ပါတယ်။ ျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့09003 993 996တို့ခိုင်းပြီးတော့ဝယ်ယူနိုင်ပါပြီ။ BNB တက်တွေကတော့ကျွန်တော် တောက်ချောက်ကိုနိုင်ွယ်ဆက်နေတဲ့ကျွန်တော်ရဲ့အကောင့်ဆုံးရွေးချယ်မှုတွေလည်းဖြစ်ပါတယ်။ပထမအဦးဆုံးပွဲစဉ်အဖြစ်ကပတာဇီပတာနဲ့ SCFP အတင်းတို့၏ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးမှာဖြစ်ပြီးတော့ကပတာဇီပတာကတော့လက်ရှိယူပါလိ၄ပွဲရှိနိုင်ပြီးရမှာတော့ ပွဲတာအနိုင်ရရှိတာပြီးတော့တပွဲတရေနှစ်ပွဲရှုံးနေတာဒါကြောင့်ရမတ်လေးမတ်တာစုဆောင်းသားနိုင်တဲ့အတင်းအတင်းတင်းဖြစ်တာကြောင့်ယူပါလီရှုံးတွဲအစစ်တက်ရောက်နိုင်ဖို့ကိုဒီနေ့ပွဲတွေမှာတော့မဖြစ်မနေနိုင်ပွဲလိုအပ်နေတဲ့အတင်းတင်းနဲ့ဖြစ်ပြီးတော့ကပတာဂျီဘတာကတော့စာပီးယပြည်တွင်းလိမှာတော့အမပေးဇေယအစစ်ညနေရာအထိကြဆင်းသွားပြီးတော့ရလက်အနှဲငယ်ရိုင်းရိုင်းမှုရှိနေတဲ့အတင်းတင်းဖြစ်တာကြောင့်ဒီနေ့အိမ်ကွင်းပွဲတွေမှာရောစတူအာဘူခါလက်အတင်းလို့ နိုင်ရရှိနိုင်ပါမလားဆိုတာကတော့တို့စဉ်းစားမဲ့ဖွင့်လင်းမှုကြီးတန်းနဲ့ဖြစ်ပြီးတော့စတူအပူခါတဲ့ SCFP အတင်းကတော့လက်ရှိယူပါဠိမှာအဆင့်31နေရာမှာရပ်တည်နေပြီးတော့၄ဘွဲ့ချင်မြန်ပြီးရမှာတပွဲတာအနိုင်ရရှိတာပြီးတော့၃ဘွဲ့ရှုံးနေထားတဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်။တွင်းကို၃ကိုနဲ့ပေးကို၇ကိုအထိခက်စစ်ကြောင်းကညံပြင်းနေတဲ့ရိုမေးနီးယားကလပ် SCFP အတင်းကရောကာဘီနာစီဘတာကိုအဝေးကွန်းကနေ အကောင်းဆုံးခံကန်ပြီးတော့ဒုက္ခပေးလာနိုင်မလားဆိုတာကျွန်တော်တို့စဉ်းစားမဲ့ပွဲစဉ်လည်းဖြစ်ပြီးတော့ SCFP အတင်းကတော့ယူပါလီအဝေးကွင်းနှစ်ပွဲချိန်မြန်ပြီးရမှာတော့တပွဲအနိုင်ရရှိတာပြီးတော့တပွဲသာရှုံးနေထားတဲ့အတင်းအတင်းလည်းဖြစ်ပါလေဒီနှစ်ပွဲစဉ်မှာတော့ကာဘတာဇီဘတာရဲ့ဖွင့်လှစ်မှုခြေတန်းကအလုံးတွင်း30အနိုင်ဂိုးပေါင်း3လုံး3လီပလက်40အနိုင်ဆိုပြီးဖွင့်လှစ်ထားပါလေအမောကာဘတာဇီဘတာကတော့ လုံးသွင်းရင်30အရှုံးဖွင့်လင့်သားပြီးတော့ကိုပေါင်းခြေတန်းသုံးလုံးသွင်း40အနိုင်ဆိုပြီးဖွင့်လင့်သားပါတယ်ကာပတာစီဘတာရဲ့ဖွင့်လင့်မှုခြေတန်းကရူမာနဲ့မေဂျီလန်အသင်းတို့၏ဖွင့်လင့်မှုခြေတန်းနဲ့အလားပုံတလန်တူညီနေတဲ့ပွဲစဉ်တစ်ပွဲဖြစ်တာကြောင့်ဒီနှစ်ပွဲစဉ်မှာရောအပေါ်ဆုံးအောင်မြင်ဖို့လက်ကူမှုရှိနိုင်မလားဆိုတာအဲ့ဒါကျွန်တော်တို့စဉ်းစားမဲ့ဖွင့်လင့်မှုခြေတန်းနဲ့ဖြစ်တာကြောင့်ရူမာနဲ့မေဂျီလန်အသင်းတို့၏ပွဲစဉ်မှာကျွန်တော်ကိုပေါင်းအောက်ရွေးချယ်ပေးထားတာကြောင့် ကပတာဇီပတာနဲ့ SCFP အတင်းတို့ဤပွဲစဉ်ကိုတော့နှစ်တင်းစလုံးကအနိုင်သုံးမှတ်ကိုဥတည်ကစားလာမယ်ပွဲစဉ်ဖြစ်တာကြောင့်ဒီပွဲစဉ်ကိုတော့ကျွန်တော် body ကိုရှောင်ပြီးတော့ကိုပေါင်းပေါ်ချောင်းလေးပို့တာကျွန်တော်စိတ်ညစ်သက်ပါတယ်နောက်တဲ့ရွေးချယ်ပေးခြင်းနဲ့ပွဲစဉ်တစ်ပွဲကတော့ဗီတိုးရီးယားပယ်ဆန်နဲ့ flying back အတင်းတို့ဤပွဲစဉ်လည်းဖြစ်ပါတယ် flying back ကနေပြီးတော့အဝေးကွင်းကနေပြီးတော့ဗီတိုးရီးယားပယ်ဆန်ချက်ကလက်ကို level 50အရှုံးကိုပေါင်းနှလုံး -90 အရှုံးတို့ဤဖွင့်လှစ်ထားပါတယ် ီတိုလီယာပယ်ဆန်ကတော့လက်ရှိယူပါလီလေးပွဲရှင်းနိုင်ပြီးရမှာတော့ရှုံးပွဲမရှိရလနဲ့ဖြတ်တန်းထားပြီးတော့နှစ်ပွဲအနိုင်နှစ်ပွဲတည်ရေတွင်ကို6ကိုပေးကို9ကိုသာရှိတဲ့ကန်စစ်ကြောင့်မှလည်းအကောင်းဆုံးအနေအထားမှာတည်ရှိနေပြီးတော့ရမတ်ရှမတ်အသည့်စုဆောင်းထားနိုင်တဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်ဗီတိုရီယာပယ်ဆန်ကတော့ချက်ပြည်တွင်အမှတ်ပေးမှာတော့အဆင့်6နေရာမှာရပ်တည်နေပြီးတော့ရမတ်26မှတ်အသည့်စုဆောင်းထားနိုင်တဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်ဒီနေ့အိမ်ကွင်းပွဲစဉ်မှာရော ဘွန်ဒလီဂါကလပ်ဖလိုင်းဘက်ကိုအနိုင်ရရှိနိုင်ပါ နိုင်ပါမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်ခြေစွမ်းနဲ့ဖြစ်ပါတယ်ဖလိုင်းဘက်ကတော့လက်ရှိယူပါလိရှင်ပြိုင်ပြီးတဲ့ပွဲစဉ်၄ပွဲမှာတော့၃ပွဲအထိအနိုင်ရရှိထားပြီးတော့တပွဲတည်းရေရှုံးပွဲမရှိရလက်ဖြတ်တန်းထားတဲ့အသင်းအသင်းဖြစ်ပြီးတော့ twin go 6 go နဲ့ pay go 3 go တိုင်ရှိနေတဲ့ flying back ရဲ့အကောင်းဆုံး concept အကြောင်းကိုတွေ့မြင်ရမှာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ body ခြေတန်း level 50အရှုံး ဝဘောင်းနှလုံးမိုင်းနဲ့60အရုံဖွင့်လင်းလာမှုမှာတော့ဖွင့်လင်းမှုခြေတန်းမှန်ကန်နေတာကြောင့်ကျွန်တော် body ကိုရှောင်ပြီးတော့ဂိုးပေါင်းအောက်တစ်ချောင်းတည်းပို့တာကျွန်တော်တိုက်နှက်တတ်ပါတယ်။နောက်ထပ်ရွေးချယ်ပေးခြင်းနဲ့ပွဲတင်တဲ့ပွဲကတော့ပါနာတီနိုင်ကော့နဲ့ stand glad အတင်းတို့၏ပွဲစဉ်လည်းဖြစ်ပါတယ်။ပါနာတီနိုင်ကော့အတင်းကတော့ဂရီကလပ်အတင်းအတင်းဖြစ်ပြီးတော့လက်ရှိယူပါလီမှာတော့အဆင့်16နေရာမှာရပ်တည်နေပြီးတော့နှစ်ပွဲနိုင်နှစ်ပွဲရှုံးရလက်ထပ်ပေါ်ထားတဲ့အတင်းအတင်းဖြစ်ပြီးတော့ရမတ်6မှတ်တာစုဆောင်းထားနိုင်တဲ့အတွက်ယူပါလီရှုံးသွဲအဆင့်ရဲ့ စင်ကိုတက်ရောက်နိုင်ဖို့ကိုဒီနေ့အင်ကွေးပွဲသင်းမှာတော့ Australia Class Stand Club ကိုအနိုင်ရရှိဖို့လိုအပ်နေတဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်။ပါနာတင်နန်ကော့ရဲ့လက်ရှိကာလဖော်အနေထားမှာတော့၃ဘွဲ့ဆက်တိုက်ကိုအနိုင်ရရှိထားပြီးတော့ဂတိအမှတ်ပေးမှလည်းအစ6နေရာမှာရပ်တည်နေပြီးတော့ရမ16မှတ်အထိစုဆောင်းထားနိုင်တဲ့အတင်းတင်းဖြစ်ပြီးတော့ဂတိကလပ်တွေကတော့အင်ကွေးမာကျော်မှုရှိနေတဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်။ Stand Club ကတော့လက်ရှိ ဩစတြေးလျကလပ်အသင်းအသင်းဖြစ်တာနဲ့အညီယူပါလီ၄ပွဲရှင်နိုင်ပြီးရမှာတော့တပွဲတာအနိုင်ရရှိတာပြီးတော့တပွဲတည်း၂ပွဲရှုံးနေတာတဲ့အသင်းအသင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဂလိထိပ်တီးကလပ်ပါနာတင်တန်ကော့လိုအသင်းမျိုးကိုအနိုင်ရရှိနိုင်ပါမလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်။ဖွင့်လှစ်မှုကျေးဇူးနဲ့ဖြစ်ပါတယ်။ဆန်ကလပ်ရဲ့လက်ရှိခြေစမ်းကတော့အကြဘက်ကိုရောက်ရှိနေပြီးတော့တိုင်ပွဲဆုံးရှင်မြိုင်ပြီးတဲ့ကားလမ်းပေါင်း၅ပွဲအနေထားမှာတော့နိုင်ပွဲမရှိဘဲနဲ့၃ပွဲတည်း၂ပွဲရှုံးနေထားတဲ့အတင်းတင်းနဲ့ဖြစ်ပါတယ်။ ။လက်ရှိပါနာတီနန်ကော့ရဲ့ဖွင့်လင်းမှုကြေတံကတော့အိမ်ကွင်းကနေပြီးတော့ပါနာတီနန်ကော့ကတလုံးသွင်းရင်40အနိုင်ဂိုးပေါင်းတူးရှုံးဆိုပြီးဖွင့်လင်းထားပါတယ်။ဒီကြေတံအနေသားကိုကြည့်ချင်းအားဖြစ်တော့ပါနာတီနန်ကော့ရဲ့ဂိုးတွေပဲမျှော်လင့်လာမယ်။ဖွင့်လင်းမှုကြေတံနဲ့ဖြစ်ပြီးတော့အပေါ်ဆုံးအောင်မြင်ဖို့အလွယ်ကူနိုင်တဲ့ဖွင့်လင်းမှုကြေတံနဲ့ဖြစ်ပါတယ်။ဒါကြောင့်မလို့1 plus 40အနိုင်ကြေတံတွေကလည်းငကိုးပြတ်မှအပြည့်အဝပြောင်းချွေးခွင့်ရမယ်။ body ခြေတန်းနဲ့ဆိုင်တော့တော် ဘိုးဘအောက်တချောင်းတည်းကိုဒါကျွန်တော်ကြိုက်နေတတ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ယူပါဠိနှစ်နာရီခွဲမှာရှင်းပြိုင်မဲ့ကျွန်တော်ရွေးချယ်ပေးခလိုက်တဲ့ပွဲစဉ်၃ပွဲမှာတော့ကပတာဂျီဘတာနဲ့ SCFP အသင်းတို့ဤပွဲစဉ်တော့ကျွန်တော်ဂိုးပေါင်းပေါ်တချောင်းတည်းဒါကြိုက်နေတတ်ပြီးတော့ဗီတိုးဒီယာပယ်ဇန်နဲ့ Flying Bat အသင်းတို့ဤပွဲစဉ်မှာတော့ကျွန်တော်ဂိုးပေါင်းအောက်ကိုကျွန်တော်ကြိုက်နေတတ်ပါတယ်။ပါနာတီနိုင်ကောနက်စတန်ကလပ်အသင်းတို့ဤပွဲစဉ်မှာလည်းကျွန်တော် ဘိုးမအောက်တကြောင်းတည်းဒါကျွန်တော်ကြိုက်နေတတ်ပါတယ်တပတာဇီပတာနဲ့ SVFP အတင်းတို့ရဲ့ပွဲစဉ်ကိုတော့ကျွန်တော်မိတ်ဆွေညီကိုတွေအတွက်တပွဲပေါင်းလက်ဆောင်ပေးကျွန်တော်ဘိုးမအောက်ပေါ်တကြောင်းတည်းကိုဒါကျွန်တော်ရွေးချယ်ပေးပါတယ်ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်ရဲ့ fan တွေအဆင်ပြေနိုင်ပွဲရရှိပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်မိတ်ဆွေများအားလုံးဝတ်လက်ပါ